မင်္ဂလာပါရှင်ခိတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ကော့ဂရိတ်တွင်စစ်တပ်နှင့်တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်ပြီးစစ်တပ်မှသေဆုံးသူများပြားလက်နက်တချို့သိမ်းဆီးရရှိတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခရင်ပြည်နယ်ကော့ဂရိတ်ကောင်းမှုကြေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်တွေနဲ့တော်လှန်ရေးပူးပေါင်းတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားရာစစ်တပ်ကသေဆုံးသူများပြားလက်နက်တွေသိမ်းဆီးရရှိခဲ့တယ်လို့ခရင်စစ်ရေးတရင်ရင်းမြစ်ထံမှသိရပါတယ် ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့မှာအင်းအား100ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုကောင်းမှုကြီးရွာအရောက်မှာတော်လရေးဖူးပေါင်းတပ်တွေကဂျာပြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တီတာရောဒဏ်ရာရတာရောကြောင့်15-20ဝန်းကျင်လောက်ရှိတယ်။အခုစစ်ကြောင်းကနောက်ပြန်ဆုတ်သွားပြီးခွေပြေးဝက်ပြေးပြေးနေရပြီးအကုန်ပြေးနေရတာပဲလို့ကရင်စစ်ရေးတရင်ရမြက်ကသတင်းဌာနကိုပြောပါရယ်။အဆိုပါတိုက်ပွဲမှာစစ်တပ်ကတိုက်ဆုံသူတွေလည်းညပြတယ်လို့အရှင်ဖမ်းဆီးရမိသူတွေလည်းရှိနေတယ်လို့သူကဆိုပါရယ်။ ဒါပြင်စစ်ကော်မရှင်တပ်သားတွေရဲ့စစ်လက်နက်ပစ္စည်းများစွာကိုလည်းသိမ်းဆည်းရရှိထားတယ်လို့ကနက်ဦးသိရပါတယ်။စစ်ကော်မရှင်တပ်တွေဟာပြီးခဲ့တဲ့အောက်တိုဘာလအစောပိုင်းကတည်းကကော့ကရီမြို့ကိုစစ်ကြောင်းထိုးတိုက်ခိုက်နေတာဖြစ်ပြီးတော်လန်ရေးတပ်တွေရဲ့ပူးပေါင်းတိုက်ခိုက်ကြားဖြတ်ပိတ်ဆို့မှုတွေကြောင့်ကော့ကရီမြို့ကိုအခုထိမရောက်ရှိသေးပါဘူး။ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့ကလည်းကော့ကရီမြို့နယ်ထီပိုးဆန်နေမိဖလေကြာစက်မောက်ချမ်းမှာစစ်ကော်မရှင်တပ်တွေနဲ့တော်လန်ရေးပူးပေါင်းတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားရာစစ်တပ်ဘက်ကအနည်းဆုံး15ရောက်သေဆုံးခဲ့ပြီး လက်နက်တချို့ကိုလည်းတော်လန်ရေးတပ်တွေကသိမ်းဆီးရရှိခဲ့ပါတယ်။အလားတူနိုဝင်ဘာလ17ရက်နေ့မနက်အစောပိုင်းမှာလည်းခေါ်ကရိတ်ကိုမြေပြင်စစ်ကြောင်းနဲ့စစ်တပ်ကစစ်ချောင်းထိုးလာရာထီဖိုဆန်နေရာအရောက်မှာတော်လန်ရေးဖူးပေါင်းတပ်တွေနဲ့ထိတိုက်တိုးပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။အဲ့ဒီတိုက်ပွဲမှာတော့စစ်တပ်ဘက်ကအလောင်း၈လောင်းနဲ့လက်နက်တချို့ကိုတော်လန်ရေးတပ်ဖွဲ့တွေကသိမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်။ဆလပီရေစကြိုမျိုးနယ်ရှိခြေပါများကိုစစ်ကြောင်းထိုးပြီးရှို့နေသောစစ်တပ်ကို၃ရက်ဆက်ကြားဖြတ်တိုက်ခိုက်မှု စစ်ကြောင်းမှုဘူကြီးမင်းတေစာအပါဝင်စစ်သားလေးဦးတည်ဆုံပြီးအလောင်းများကိုမီးရှို့ဖျောက်ဖျက်တဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မကွေတိုင်းရေစကြိုမြို့နယ်ရှိကျေးရွာများကိုစစ်ကြောင်းထုံမီးရှို့နေသောအကြံဖက်စစ်တပ်ကို၃ရက်ဆက်ကြာဖြတ်တိုက်ခိုက်မှုစစ်ကြောင်းမှုဘူကြီးမင်းတေစာအပါဝင်စစ်သားလေးဦးတည်ဆုံပြီးအလောင်းများကိုမီးရှို့ဖျောက်ဖျက်သွားကြောင်းပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်ပကပမှသတင်းတာဝန်ခံကသတင်းဌာနကိုပြောကြားပါတယ်။ နိုဝင်ဘာလ25ရက်နေ့နနက်10:00နာရီခန့်တွင်ရေစကြိုမြို့နယ်ရှိခလာရ256တရင်ခလာရ259တရင်နှင့်ခလာရ258တရင်တို့မှထွက်လာသော AR တရကျော်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ထန်းဆယ်ပင်ကြီးရွာတောင်ဘက်သို့ထွက်ခွာလာစဉ်တော်လရေးတပ်ဖွဲ့များကရွာသစ်ကြီးရွာနှင့်ထန်းဆယ်ပင်ကြီးရွာအကြားသို့အရောက်တွင်ဂျားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထိုထိတွေ့တိုက်ပွဲသည်နှစ်နာရီခန့်ကြာမြင့်ခဲ့ပြီးအကြံဖတ်စစ်တပ်ဘက်မှစစ်ကြောင်းမှုဗိုလ်ကြီးမင်းတေစာအပါအဝင်၃ဦးသေဆုံးပြီး၅ဦးထဏ်ရာရရှိခဲ့ကြောင်း တိုက်ပွဲအတွင်းထိနာခဲ့သောစစ်တပ်စစ်ကြောင်းသည်ရွာသစ်ကြီးပါတဲ့သို့ဝင်ရောက်သွားပြီးပြည်သူပိုင်ပစ္စည်းများကိုခိုးယူခြင်းဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြောင်းသိရပါသည်နိုဝင်ဘာလ28ရက်နေ့တွင်အထည်နာနေသောစစ်တပ်စစ်တောင်းသည်ရွာသစ်ကျေးရွာမှညောင်ဆောက်ကျေးရွာဘက်သို့ကူလာပြီးပြည်သူပိုင်နေအိမ်၁၀လုံးကိုမိရှိုးကပြည်သူပိုင်ပစ္စည်းများကိုခိုးယူပြီးရေစကြိုမျိုးပေါ်စီမံရုံးပေါင်းစုံတဲ့သို့တည်ဆောင်နေကြောင်းသိရ၍ဒေါ်လာရေးတပ်ဖွဲ့များကညောင်ပင်ဆောက်ကျေးရွာအနီးအနီးကဝေရောက်တိုက်ခိုက်ခဲ့ရာ မိနစ်20ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သားတအုပ်သေးဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာလ29ရက်နေ့၌စစ်တပ်စစ်ကြောင်းသည်ရောက်ဆောက်ကြေးရွာမှတက်စစ်ရွှေကြောင်းကြေးရွာနှင့်ပေါတော်ကြေးရွာများသို့ဖွင့်ရောက်ကပြည်သူ့ဘက်ပစ္စည်းများကိုယူဆောင်သွားပြီးရေစကြိုမြို့နယ်စီမံရုံးပေါင်းစုံတဲ့သို့ဝင်ရောက်ခါထိုမှတက်စစ်ခလာရ258တရင်တဲဝင်ရောက်သွားကြောင်းသိရပါတယ်။ကျွန်တော်တို့ပထမနေ့တိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာတော့စစ်ကြောင်းမှုဘူကြီးမင်းတေစာအပါဝင်တပ်သား၂ယောက်တိစုံနေ အလုံးပေါင်း၃ဦးသေဆုံးနေဒုတိယနေ့တရက်မှာတိုက်ပွဲဖြစ်တဲ့နေရာမှာတယောက်သေဆုံးနေစုစုပေါင်း၄ယောက်သေဆုံးနေကျွန်တော်တို့နေမြေရှင်းလင်းတဲ့နေရာမှာတော့လက်နက်ခဲယံသိမ်းဆီးရမိတာမျိုးတော့မတွေ့ခဲ့ဘူးကျွန်တော်တို့သိမ်းဆီးရမိခဲ့တဲ့လက်နက်ခဲယံတော့မရှိခဲ့ဘူးပြည်သူတွေဖမ်းဆီးတာမျိုးတော့ရှိတယ်ညောင်ဆောက်ကျေးရွာကတော့အများဆုံးမိတာပေါ့အလုံးပေါင်း900လောက်ကိုခံမှန်းပြီးတယ်ရွာလုံးနီးပါးဖုံကြီးကျောင်းလေးကိုထည့်ထားတာပါပြည်သူပိုင်ပစ္စည်းတွေရွှေတွေဖြုတ်ခိုင်းနေငကပ်ပါရင်ငကပ် စွဲကြိုးပါရင်စွဲကြိုးတွေဖြုတ်ခိုင်းပြီးအဲ့ဒါတွေကိုယူသွားတဲ့ဟုပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ရေးစကြိုမြို့နယ်ပကဖအဖွဲ့မှတရင်တာဝန်ခံကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ရေးစကြိုမြို့နယ်ပကဖနဲ့အတူပခုတ်ကူခရိုင်တရင်အမှတ်ကိုရွေဦးစစ်တီရေးလက်ကျွန်းဒေသစစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်ဆလပီမိုးကုတ်နှင့်မိုးမိတ်မျိုးပြင်မှာတိုက်ပွဲတွေဆက်ဖြစ်ပြီးပြင်းထန်နေ KIA PDF အပါအဝင်ပူးပေါင်းတပ်များနဲ့စစ်တပ်မိုးမိတ်မှတိုက်ပွဲဖြစ်တယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်တပ်ပြောင်းဝင်လာတဲ့မိုးကုတ်မြို့နဲ့မိုးမိတ်မြို့တွေရဲ့မြို့ပြနေရာတွေမှာဒီကနေ့ညနေမှာတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေပါတယ်။မန္တလေးတိုင်းမိုးကုတ်မြို့ကို TNL အကောက်အွယ်နဲ့မင်းညနေပိုင်းမှာဝင်ရောက်လာတဲ့စစ်တပ်ဟာဒီကနေ့မှာတော်လန်ရေးတပ်တွေတက်ဆွဲထားတဲ့မြို့အပြင်နေရာတွေကိုပါတိုးလာလို့ PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေတယ်လို့စစ်ရေးတရေရင်းမြစ်လေးဦးကပြောပါတယ်။ ညနေ9:00နာရီလောက်ကစဖြတ်တာအခုညတိဖြစ်နေတာမိုးမိတ်ဘက်သွားတဲ့ဘက်မှာချနေတာလို့ကြားရတယ်လို့ဒေသခံတအူကပြောပါတယ်။တိုက်ပွဲတွေဟာမြို့အပြင်အနောက်ဘက်ပိုင်းမှာဖြစ်နေပြီးနိုဝင်ဘာ30ရက်ည8:00နာရီခွဲအထိတိုက်ပွဲဆက်ဖြစ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။စစ်တပ်ကမိုးကုန်းမြို့ကိုနိုဝင်ဘာလ29ရက်နေ့မှာစစ်တပ်ကစစ်ကားတွေနဲ့ဝင်လာတာပါ။ပြည်သူစစ်တင်နှင်စစ်သားတစ်တွေအများဆုံးပါပြီးအင်အားတထောင်ခန့်ရှိတယ်လို့သိရပါတယ် ဒီကနေ့မနက်အထိမြို့ထဲမှာအင်အားအများပြားတွေ့ရပြီး TNL ရဲ့တပ်ဖွဲ့ဝင်တွေနဲ့တွဲလျက်တွေ့တာလို့ဒေသခံတွေကပြောပါတယ်။မြို့ထဲတွေမှာဟုတ်ပေ PDF တွေစုထားတဲ့နေရာအထိဝင်လာတာလို့ပြောတယ်။တိုက်ပွဲကဖြစ်မှတည်တယ်။ထင်းတဲ့အတိုင်းဖြစ်ပြီလို့ဒေသခံကပြောပါတယ်။ဝေခုတ်တိုက်ပွဲနဲ့ပတ်သက်ပြီးဒေသတွေ PDF တပ်ဖွဲ့အချို့စီကိုဆက်သွယ်မြင်မြန်ရာစည်ရေးသတင်းတွေလက်တလောပြောလို့မရဘူးလို့အသိပေးပါတယ်။ အစည်းအဝေးဆုံးဖြတ်ချက်အရမီဒီယာဖြေကြားမှုတွေတားမြစ်ထားလို့တိုက်ပွဲသတင်းနဲ့တိုက်ပွဲအကြောင်းတွေတော့လောလောဆယ်ဘာမှပြောလို့မရပဲအချိန်တိုင်ရင်သတင်းထုတ်ပြန်မယ်လို့ PDF တပ်ဖွဲ့တစ်ခုတာဝန်ရှိသူတဦးကသတင်းဌာနကိုပြောပါရယ်စစ်တပ်စစ်ကြောင်းတွေဟာမိုးမင်းမျိုးဘက်ကိုလည်းဦးတည်နေတယ်လို့မိုးမိတ်ဒီတာကန်တော်လန်ရေးသတင်းရင်းမြစ်တွေကဒီကနေ့ညနေပိုင်းမှာပြောပါရယ်မိုးမိတ်မှာလည်းတိုက်ပွဲတွေဖြစ်တယ်အလားတူရှမ်းပြည်နယ်မြောက်ပိုင်းမူမင်းမြို့မှာလည်းကချင်လွတ်လပ်ရေးတပ်မတော် KIA ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ူပေါင်းတန်းနေစစ်တပ်ယနေ့ညပိုင်းမှာတိုက်ပွဲပြင်းထန်နေကြောင်းကချင်စစ်ရေးတရင်ရင်မြက်ကပြောပါရယ်အခုသိရသလောက်တော့ဒီညနေပိုင်း6:50ဝန်းကျင်မှာမိုးမိတ်ကနေ TNL တပ်ဖွဲ့တွေထွက်ခွာသွားပြီးတဲ့နောက်ပိုင်းစစ်ကောင်စီတပ်တွေ8:00လောက်မှာမိုးမိတ်မြို့တဲကိုဝင်လာတဲ့အချိန်မှာမြို့အပြင်အနီးတစ်ဝိုက်မှာရှိနေတဲ့ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေကစစ်ကောင်စီနဲ့တိုက်ပွဲတွေပြန်လည်စတင်နေပြီလို့ကြားသိရပါရယ် အခုကြားသိရတာကမုံမိမျိုးပြင်မှာ KIA တပ်ရင်း34နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ပွဲဖြစ်တာ8နာရီ15ဝန်းကျင်ကစတာမိုးကုတ်အနောက်ဘက်ခြမ်းမှာတော့ PDF နဲ့ညီဆက်တဲ့မိတ်ဆွေတအူကတိုက်ပွဲဖြစ်နေတယ်လို့ပြောတယ်ဟုကချင်သတင်းရင်းမြစ်ကပြောပါတယ်တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်စစ်တပ်တိုက်လေရင်တချို့မိုးကုတ်နဲ့မိုးမိတ်ဘက်ကိုဦးတည်ပြီးပြန်တန်းနေတယ်လို့လည်းလေချောင်းသတိပေးချက်တွေရှိနေပါတယ်။မိုးမိတ်မြို့နယ်ကိုစစ်ကောင်စီပြန်ထိန်းထုတ်ဖို့ကြိုးစားလာတာကို KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မဟာလေးလက်အောက်ခံ တရင်30လေးနဲ့ PDF တက်တွေပူပေါင်းခုခံသွားလိမ့်မယ်လို့တချင်စည်ရေးတရရင်မြက်ကပြောပါရယ်။ရှမ်းမြောင်မှာ KIA နဲ့စကစတိုက်ပွဲပြန်စပြီဆိုတော့ KIA ထိန်းချုပ်ထားတဲ့နန်းဖက်ကနေမဘိမြို့ကိုစကစဘက်ကလေးချောင်းဖိအားပေးတိုက်ခိုက်လာနိုင်တာမို့အားလုံးသတိပြုနေထိုင်ကြဖို့လည်းတိုက်တွန်းလိုပါတယ်လို့ကချင်တရင်ရင်မြက်ကပြောပါရယ်။အခုလိုတော်လရေးတက်တွေနဲ့စစ်ကောင်စီတိုက်ပွဲဖြစ်တာကို TNL ဘက်ကတော့စစ်တက်တွေနဲ့အဝေးဆုံးကိုရှောင်တဲ့တယ်လို့လည်းသူကအကြံပြုပါရယ်။ စစ်ကောင်စီနဲ့ TNL တပ်ဖွဲ့တွေရှိနေရင်တော့မလိုလားအပ်တဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်ပါတယ်။ TNL ဘက်ကအကြောင်းကြောင်းကြောင်းပေါ်တရုတ်ရဲ့ဖိအားကြောင့်ပဲဖြစ်ဖြစ်မိုးကုတ်မိုးမိတ်ကိုမထိန်ချုပ်နိုင်ရင်စစ်ကောင်စီနဲ့အဝေးဆုံးနေရာမှာရှောင်သွားတာအကောင်ဆုံးပါ။စစ်ကောင်စီနဲ့အတူရှိနေရင် KIA အပါဝင်တော်လည်ရေးတပ်ဖွဲ့ဝင်တွေကခုခံတိုက်ခိုက်သွားလိမ့်မယ်လို့ရှုမြင်ပါတယ်ဟုသတင်းရင်းမြစ်ကပြောပါတယ်။ရှမ်းမြောက်ကြောင်မဲမြို့နယ်မှာလည်းနိုဝင်ဘာ29ရက်ကစစ်ကောင်စီတပ်နဲ့ရှမ်းတန် SSPP တို့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါသေးတယ်။ ရှမ်းမြောက်ကိုအင်အားဖြည့်လာနေတဲ့စစ်ရဇဝဲမှုကိုစက်တိုက်ကျူးလွန်နေတဲ့စစ်ကောင်စီတပ်ကို KIA တောင်ပိုင်းတိုင်းနဲ့ဖူပေါင်းပြီးမဟာမိတ်တွေပြိုင်တူထိုးစစ်ဆင်တဲ့ပြီးဒီအချိန်ပြိုင်တူမတိုက်ရင်စစ်ကောင်စီကရှမ်းမြောက်ပြည်တော်စုလမ်းမကြီးကိုအလုံးစုံပြန်ထိန်းချုပ်သွားနိုင်တယ်လို့ကချင်သတင်းရင်းမြစ်ကပြောပါတယ် TNL ကမိုးကုံမျိုးကနေစုတ်ခွာမယ်လို့အော်တိုဘာလ29ရက်မှာသတင်းထုတ်ပြန်ပြီးတဲ့နောက်မိုးကုံမျိုးကိုကာကွယ်မယ်လို့ဆိုပြီးမန္တလေးတိုင်းအတွင်းက PDF တပ်ရင်းတွေအပြင်အညာတပ်ရင်းတွေကပါကြီးညာခဲ့ပါတယ်။အ ဲ့ဒီနောက်မြို့ပတ်ဝန်းကျင်ကို PDF တွေရောက်ရှိနေပါတယ် DNL က၎င်းတို့အနေနဲ့မိုးကုတ်မြို့ကနေစုခွာပြီးစစ်တပ်ဝင်လာချိန်မှာတော်လိုင်းရေးအဖွဲ့တွေကိုတနက်မဖောက်ဖို့ပြောခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာပုံစံမျိုးစုံနဲ့တဖြည်းဖြည်းဝင်ရောက်လာခဲ့ပြီးနိုဝင်ဘာည30မှာတော့စစ်ရင်တန်းနဲ့ဝင်လာခဲ့တာပါကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်